မင်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်မေလ28ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့လက်နက်ကိုင်ပြီးခအများပြနေတဲ့အနေအထားမှာပါတီစုံစနစ်ဟာအစွန်းတစ်ခုကိုတွန်းပို့နေသလားဆိုတာစဉ်းစားဖို့လိုကြောင်းရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောဆိုလိုက်တဲ့သတင်းထိုင်းဝင်စီတုတ်ဟောင်းတက်စင်က UWSA ကိုမွေးရစေဝါတိုက်ဖြတ်ရေးစစ်ပွဲကျင်းပခဲ့တဲ့ဆိုတဲ့တဲ့တင်အပါဝင် နောက်ဆုံးရပြည်တွင်သတင်းနိုင်ငံတကာသတင်းနဲ့အကစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့လက်နက်ကင်ပိပခအများပြားနေတဲ့အနေအထားမှာပါတီစုံစနစ်ဟာအစွန်းတစ်ခုကိုတွန်းပို့နေသလားဆိုတာစဉ်းစားဖို့လိုကြောင်းရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံရဲ့လက်နက်ကိုင်ပြည်ပခအများပြားနေတဲ့အနေအထားမှာပါတီစုံစနစ်ဟာအစွန်းတစ်ခုကိုတွန်းပို့နေလားဆိုတာကိုစဉ်းစားဖို့လိုတယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်က CNN တင်းထဏတာကိုပြောပါရတယ်။အဲ့ဒီအပြင်လူမျိုးတစ်မျိုးရဲ့လွတ်လပ်မှုလူမျိုးတစ်မျိုးရဲ့နိုင်ငံအဖြစ်ပြန်လည်ထူထောင်မှုနဲ့အစစ်အစစ်အမှော်မှာကွဲဖို့တွန်းပေးနေလားဆိုတာကိုလည်းစဉ်းစားဖို့လိုတယ်လို့သူကပြောပါရတယ်။ ဲ့လိုမိမိနိုင်ငံရဲ့မိမိလူမျိုးနဲ့ကပြီးတော့ကပြောရနေတာမှာပါတီစုံစနစ်ကြီးအစွန်တစ်ခုကိုများတွန်းပို့နေတာလူမျိုးတစ်မျိုးရဲ့လွတ်လပ်မှုလူမျိုးတစ်မျိုးရဲ့နိုင်ငံအဖြစ်ပြန်လဲတည်ထောင်မှုနဲ့အစစ်အမှန်မှာကိုယ့်အောင်ရဖန်တီးဖို့တွန်းပို့နေကြလားဆိုတာကိုစဉ်းစားဖို့လိုတာပေါ့အဲ့လိုကျွန်တော်တို့ဒီကဒီမိုကရေစီရဲ့ဟိုအထွတ်အမြတ်မင်းကျက်ချပေးတဲ့အခါမှာလေခင်ဗျား၂၀၀ချစ်ပူစည်းပုံရတက်တဲ့အစိုးရနှစ်ရက်ကိုပဲကြည့်ပြပထမအစိုးရဦးတင်းစင်အစိုးရလက်ထက်ကစာချုပ်စာတမ်းတွေနဲ့ဂတိကဝတ်တွေကို NLD အစိုးရလက်ထက်မှာလိမ့်လာသလားပေါ့ဗျာအပေချပြီးမှမတိမိမြင် 老的了嘛，比九九老的了多。你们他们那部分人担心啊嘛，我我儿子看了，我媳妇也说，这种事儿呢，那是无所谓了，他妈，他不要，他办的了不？他他那个国家吧。 အဲ့တော့အဲ့ဒါကြီးကပါတီစုံဒီမိုကရေစီစနစ်မှာမရင်ကျက်သေးတဲ့အခါမှာပုဂ္ဂလငါအုပ်ချုပ်မှငါတာလျင်ငါပါတီတာလျင်ဆိုတဲ့ဥစ္စာနဲ့အတိတ်ခံကိုရကြရမရှိအောင်ရှိုးနေပြောတော့လို့အဲ့တော့ပါတီစုံဒီမိုကရေစီစနစ်ကတော့ဖြင့်အဲတိုင်းနာတွေများတဲ့နေရာမှာလိုအပ်ချက်တခုကိုဖြစ်တာပေါ့အမျိုးသားရေးယူဆကိုအဆုံးတစ်ခုကိုတွန်းပို့နိုင်တာလေပဲခုနကပါတီစင်ပြီးပြအဲ့တော့အချင်းကွက်လေးတွေကလိုတော့ 1962ခုနှစ်ကမြမတမရဟာနိုင်ငံတော်အာဏာကိုရယူခဲ့ပြီးနောက်ဗိုလ်ချုပ်ကြီးနေဝင်ဦးဆောင်ပြီးမဆာလာပါတီကိုဖွဲ့စည်းကမြမနိုင်ငံကိုတပါတီစနစ်နဲ့1988ခုနှစ်အထိအုပ်ချုပ်ခဲ့ပါတယ်။အဲဒီနောက်ပြည်သူလူထုတရလုံးရဲ့ကြီးမားကျေပြန်းတဲ့အုံကြွဆန့်ကျင်မှုပေါ်ပေါက်ခဲ့ရပြီးတမိုင်းဝင်ရှီလီလုံးအရေးကြီးကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲဒါကြောင့်မြမဆိုရှယ်လစ်လမ်းစဉ်ပါတီစနစ်ကြီးလည်းချုပ်ငင်းခဲ့ရပြီး1988ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာဗိုလ်ချုပ်မှုကြီးစောမောင်ကောင်းဆောင်တဲ့မြမတမရကအာဏာရယူခဲ့ပြီးနိုင်ငံတော်ညီဝင်ပြည်ပြမှုတိဆောက်ရေးအဖွဲ့နာဝတကိုဖွဲ့စည်းကတိုင်းပြည်ကိုအုပ်ချုပ်ခဲ့ပါတယ်။ ဲ့ဒီနောက်1999ခုနှစ်မေလ29ရက်နေ့မှာပြည်ထောင်စုမြန်မာနိုင်ငံတော်ပါတီဇွန်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ကြရမှာလက်ရှိအချိန်ထိပါတီဇွန်စနစ်ကိုသာကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။လက်ရှိတိုင်းပြည်ရဲ့အခြေအနေတွေဟာပါတီဇွန်ကြောင့်ဖြစ်နေခြင်းတပါတီကြောင့်ဖြစ်နေခြင်းဆိုတာတွေထက်နိုင်ငံရေးအရေးဖြစ်ပေါ်နေတဲ့အရင်းမြစ်တွေကိုတည်တည်ချာချာကုစားနိုင်ဖို့လိုအပ်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှဒုက္ခရဦးထောင်ကျော်က CNN သတင်းထံကိုပြောပါတယ်။ အတင်းကကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ဟာကဒီဟာကြောင့်မလို့ပါတီစုံကြောင့်မလို့ပွဲပြဲတယ်လို့တပါတီကြောင့်ပါဖြစ်တယ်လို့ဆိုတာမျိုးထပ်စားလို့ရှိရင်ကျွန်တော်တို့တကယ်အရင်အမြတ်ပေါ့နော်တကယ်ကျွန်တော်တို့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအရာဖြစ်ပေါ်နေတဲ့အရင်အမြတ်တွေကိုကျွန်တော်တို့အသေးစားစားကုစားနိုင်ဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့တိုင်းပြည်မှာကျွန်တော်တို့ပါတီစုံဖြစ်မှာပါတီစုံတစ်ခါသွားဘူးလေနောက်ဒီပါတီစုံမဖြစ်နိုင်ဘူးမဟုတ်ဘူးဆိုပြီးတော့မှ 塔巴地生的哪多啊？几几布比比。哎，塔巴地生的多呗，真人都好。咱们比几哎，多啊！家我们多大？是不是？是不是？哎，几多？我们多拉婆婆家，比如嘛，你比方说，天尊尼塔西啊，是尼塔西啊。不错，真人都啊，你巴地宗诺塔巴地路，所以，哎，尼塔牛扎萨罗先。跟兵马西面的，拄拄哇看地皮上，东坡多啊，家们，戴那路牛的阿龙，前前，我路这地来来尼哎嘛，来哎说的哈，阿地家家。那么说路线啊，巴地宗江诺塔巴地江路。 ဆိုတာထပ်ပါတပါတီလုပ်လဲကျွန်တော်တို့အဲ့ကက်တနာကိုမရှိမဖြေရှင်းထားနိုင်လို့ဆိုရင်ဒီလက်နက်ကင်တော်လိုင်းရေးနဲ့ဒီစစ်ပွဲတွေကပြီးမှမဟုတ်ဘူး ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုအခိုင်အမာလှုပ်ဆောင်မှာဖြစ်ပြီးကနဂေါဇာမလုပ်ဘဲပူးပေါင်းဆောင်ရွက်မှုသာလို့ကြောင်းနာဇကဥက္ခရာဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်က2025ခုနှစ်မတ်လ9ရက်နေ့မှာပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်နာဇကဥက္ခရာဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေအတွင်းရွေးကောက်ပွဲကျင်းပသွားမယ်လို့လည်းပြောကြားထားပါတယ်။နာဇကနဲ့မြန်မာတပ်မတော်ကိုဖျောက်ချရေးလက်နက်ကင်တိုက်ခိုက်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တိုင်းဒေသလက်နက်ကင်အဖွဲ့အစည်း EU တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဒီမိုကရေစီအရေးတကြလှုပ်ရှားသူတွေကတော့နတ်ဆက်ကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မယ်လို့ထုတ်ပြန်ထားပါတယ်။အာဆီယံအလဲကျအောက်ခရနိုင်ငံဖြစ်တဲ့မလေးရှားအနေနဲ့အခြားအလဲကျအာဆီယံနိုင်ငံတွေထက်မြန်မာနိုင်ငံရဲ့အခင်းကျင်းကိုအရွေးတစ်ခုပိုရအောင်တွန်းနိုင်မလားဆိုတဲ့အပေါ်စီးရဲနဲ့နိုင်ငံရေးအကက်ခတ်တွေကြားတုံ့သက်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံအလဲကျအောက်ခရနိုင်ငံဖြစ်တဲ့မလေးရှားအနေနဲ့တခြားအလဲကျအာဆီယံနိုင်ငံတွေထက် မြန်မာနိုင်ငံရဲ့အခင်းကျင်းကိုအရေးတစ်ခုပိုရောက်အောင်တွန်းနိုင်မလားဆိုတဲ့အပေါ်စီးရင်းနဲ့နိုင်ငံရဲ့အကဲခတ်တွေကြားသုံးသပ်မှုတွေရှိနေပါတယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟက်ဆန်ကမလေးရှားအနေနဲ့မြန်မာနိုင်ငံရဲ့အချက်အလက်မှာပါဝင်နေတဲ့တဆိုင်ရာအတိုက်ခံအဖွဲ့အစည်းတွေရဲ့သဘောထားတွေကိုသိရှိပြီးဖြစ်တယ်လို့မေလ25ရက်ကပြုလုပ်တဲ့မြန်မာအရေးအာဆီယံနိုင်ငံသားရဲ့ဝန်ကြီးများတီးတန့်အစည်းအဝေးပွဲအပြီးမှာပြောကြားခဲ့တာပါ သက်ဆိုင်ရာပတ်ဝန်းပတ်သက်သူတွေရဲ့သဘောဆန္ဒကိုသိရှိပြီးအဲ့ဒီအကြောင်းအရာကို NASA ကထံလာရောက်ပြောပြပြီး NASA ကရဲ့တုံ့ပြန်မှုပေါ်စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်းသူကပြောပါရယ်။အရင်အာဆီယံအလှည့်ကျနိုင်ငံတွေနဲ့နှိုင်းယှဉ်ပါကမလေးရှားနိုင်ငံဟာပိုပြီးထင်သာမြင်သာရှိတဲ့အပြင်တွန်းတိုးတက်ရိုက်လည်းရှိတာကြောင့်လင်းနစ်ကြော်ကြမြန်မာနိုင်ငံရဲ့အခင်းချင်းအတွက်အပြုစရာတစ်ခုအဖြစ်မျှော်လင့်နေလို့ Seven EAO Alliance မှာပြောရေးဆိုခွင့်ရှိသူပုံမှုကြီးစောကျော်ညွန်ကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါရယ်။ဆက်ဆံသူတွေအားလုံးပါဝင် ကားပြောတဲ့အချင်းချင်းပေါ်ပေါက်လာဖို့အတွက်မလေးရှားနိုင်ငံရဲ့ဂျူပန်ဆောင်ရွက်မှုကတော့ဒါပြီးခဲ့တဲ့ဒီအလက်ကျဘောစာအကူစလေဒီနေ့နိုင်စာလို့ရှိရင်တော့ပို့ပြီးတော့တုံတုံတက်တက်ရှိလာတယ်ပို့ပြီးတော့ဘောစာဟိုခင်ဗျာမြင်လာရှိလာတယ်ဆိုတဲ့အပေါ်မှာကျွန်တော်တို့အနေနဲ့တော့ဟိုအဲ့ဒီကနေစာပြုတ်မှတစ်ခုအနေနဲ့တော့ကျွန်တော်တို့အပြုတ်ပြီးတော့ဒါဆက်ဆက်ဆောင်ရွက်နိုင်တဲ့ အခင်းချင်းတွေပေါ်ပေါလာမှုအတွက်လမ်းစပြုနိုင်ဖို့ဒါချင်းချင်းပေါ်ပေါလာတာဘူးတို့ကျွန်တော်တို့ကလည်းအဲ့လိုပဲမျိုးလေးချင်ပါတယ်ပြန်ကျွန်တော်တို့လူဒီကိုယ်တိုင်လုတ်ခဲ့တဲ့ဒီတဲ့နဲ့ကန်ပရီပက်ကပေါ့အဲ့ဒါကိုလူဒီကနေပြန်လဲပြီးတော့ short ချနိုင်ဖို့ပြီးပြောင်းနိုင်ဖို့အတွက်ကတော့အခုလူမျိုးနိုင်ငံတကာတွေရဲ့ပူပေါင်းပါဝင်ဆောင်ရွက်မှုဒါရှိလာတဲ့အချိန်မှာပေါ့မလေးရှားကဒီအလေကျအကူကြေလေ ဒါနဲ့ပြီးတော့ control ပေါ့ပေါ့ဖြစ်လာတဲ့အချိန်မှာကတော့ကျွန်တော်တို့အနေနဲ့တော့ဟိုမျောလင်းတော့မျောလင်းတာပေါ့တော်တော်ကျွန်တော်တို့အချိန်တွေကတော်တော်လေးကိုအာဘူးစားပေါ့လေကျွန်တော်ခက်ခဲနေနေတဲ့အချိန်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတမဟုတ်ချင်းကျွန်တော်တို့လောက်ကတော့အခက်အခဲရှိမယ်တော်တော်လည်းပဲအဲ့ဒီတမဟုတ်ချင်းကျွန်တော်တို့ကြော်လွားနိုင်မဲ့ဒီအခက်အခဲတွေကြာတဲ့တွေအတွက်ကတော့ဒါအစပြုမှုတစ်ခုအနေနဲ့တော့ကျွန်တော်တို့ဖန်ပြဆရာ အကောင်းကြီးလို့တော့အဲကျွန်တော်တို့အနေနဲ့မရှိမရှိမဲ့အချင်းဒီအောက်မှာတခုမှပေါ့လေအဲအဲ့လိုမျိုးပဲမျိုးလင်းချင်တာပေါ့တကယ်မလေးရှားဟာကွာလာလမ်ပူကအာဆီယံအစည်းအဝေးပွဲတွေမတိုင်ခင်မှာမြန်မာနိုင်ငံဘက်က NCA ထိုးထားတဲ့လက်နက်ကင်အဖွဲ့တွေအပြင် KNU KNPP CNF, ABSDF အပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့တွေ့ဆုံထားပါတယ်။ဒါ့အပြင်မေလ26ရက်ကစတင်ကျင်းပတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်များထိပ်သီးအစည်းအဝေးပွဲပထမနေ့မှာမြန်မာရေးနဲ့ပတ်သက်ပြီးတိုးတက်မှုတစုံတရာရှာပြီလို့မလေးရှားဝန်ကြီးချုပ်ကအဖွဲ့မိန့်ခွန်းမှာပြောကြားခဲ့တာပါ။ဘလို့တိုးတက်မှုမျိုးရတယ်ဆိုတာကိုတော့အသေးစိတ်ပြောဆိုသွားတာမရှိခဲ့ပါဘူး။အာဆီယံအလဲကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့မလေးရှားအနေနဲ့လုပ်ငန်းတာဝန်တွေကိုဆက်လက်လှုပ်ဆောင်နေမှာဖြစ်ပြီးထိရောက်မှုရှိမှာမဟုတ်ကြောင်း သူ့ရဲ့လာရောက်ပြောဆိုမှုကိုနားထောင်ဖို့ဟာလေနတ်ဆက်ကဥက္ကဋ္ဌတဦးတည်းနဲ့မရကြောင်းမြန်မာနိုင်ငံရဲ့လိလသုံးသက်သူဒေါက်တာအောင်မျိုးက CNN တင်ဒင်းဌာနကိုပြောပါတယ်ဒီဒီဒီ engage engagement တော့သူက continue ပါတော့ဆက်လုပ်မှာဒါပါဒါပေမဲ့အဲ့ဒါကဘာမှကျွန်တော်တိတ်ပြီးတော့ခြေရောက်ပေါ်တော့ခြေရောက်မှလည်းမဟုတ်ဘူးဒီကလည်းနားထောင်ပါလည်းမဟုတ်ဘူးဒီကနားထောင်မှုဆိုတာကဒီကခေါင်းဆောင်တယောက်ချင်းဟလာဒီဟလာတက်မလို့ခေါင်းဆောင်တယောက်ချင်းညာလေမရဘူးလေသူ့အပေါ်မှာ တောက်ကွယ်ကဟိုအယောင်ခင်းနေတဲ့ကျတို့ဟလာနိုင်ငံရေးနောက်ခံတွေကအများကြီးရှိတာပေါ့ဟလာပါတီတွေရှိတယ်ဗျာ public opinion ရှိတယ်လူလူရဲ့သဘောထားတွေရှိတယ်နော်ဒါတွေကအများကြီးထည့်စဉ်းစားမှဖြစ်တဲ့ကြောင့်မလို့ဒါကနောက်အထူးကတက်ပြီးဆိုလားဟလာလူလူစုကတက်လာတော့မှနော်ပြန်တက်လာတော့မှတို့ကရေကောက်ပွဲပြီးမှပဲကျွန်တော်ဒါကြီးကအဖြစ်အောင်ပဲသဘောရှိအခု तू ကတော့ဒါပြောတဲ့သဘောပဲရှိမှာပဲဒီကရုပ်ရဲ့ဘာမှအတာကဟိုလွတ်လို့မရဘူး မြန်မာနိုင်ငံမှာအပြစ်ခတ်ရစဲရေးတိုးချဲ့ဖို့လဲမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကတိုက်တွန်းထားတာပါ။ဒါအပြင်နှစ်ရက်ကြာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာနှစ်ဆက်ကအနေနဲ့သူတို့ကိုယ်တိုင်သဘောတူထားတဲ့အချက်၅ချက်ကိုလိုက်နာရမှာဖြစ်ကြောင်းမလေးရှားဘက်ကပြောကြားခဲ့တယ်လို့မြန်မာနိုင်ငံတင်းမှာလက်နက်ကင်ပဋိပက္ခတွေရပ်ဖို့ကြေညာချက်ထုတ်ခဲ့ကြောင်းလည်းသိရပါဗျ။2025မတ်လမှာတရားမဝင်ကုန်သွယ်မှုအများဆုံးဖမ်းမိခဲ့တယ်လို့တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် လလိုက်ဖန်စီရမိမှုတွေမှာ2025ခုနှစ်မတ်လအတွင်းဖန်စီရမိမှုဟာအများဆုံးဖြစ်တယ်လို့တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီဥက္ကရာဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါရယ်2025ခုနှစ်မေလ26ရက်ကပြုလုပ်တဲ့တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာသူကပြောကြားခဲ့တာဖြစ်ပါတယ်နေဆက်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးနေမြေလုံးကျုံရေးအခြေအနေအရနေဆက်ကုန်သွယ်ရေးမှာခိတရက်တက်နေတဲ့အချိန်မှာတရားမဝင်ကုန်ပစ္စည်းတွေတင်ပို့မှုနဲ့တင်သွင်းမှု န်ပြလာကြောင်းသူကပြောပါတယ်။ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်တရားဝင်လမ်းကြောင်းရပ်သွားကဈေးကွက်ကြီးတစ်ခုလုံးမှာတရားမဝင်ကုန်သွယ်မှုဖြစ်သွားကြောင်းစီးပွားရေးလုပ်ငန်းရှင်တူကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်။အားလုံးကစစ်ပွဲတွေဖြစ်နေတာကိုနေပြည်တော်မလုံးချုံမငင်းချမ်းကိုစစ်ဖြစ်နေတဲ့ခြေရာရဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကသူ့နေပြည်တော်မငင်းချမ်းဘူးဆိုရင်ဒီဘက်ကကုန်သွယ်မှုတွေကလည်းသွားလို့မရတော့ဘူးပေါ့။ကားတွေကကုန်ကားတော့မှသွားမရတော့ဘူး။အဲ့တော့ မစတုံးသားမြင်လာတယ်ကျွန်တော်တို့ကျုံအားကိစီတခုပြပြမယ်အရင်တော့ကသမတော်မူစေလို့မြဝီတို့ကလာတဲ့လမ်းပေါ်မှာဆန်းလာတာပဲအခုကအဲ့လိုမဟုတ်တော့ရန်ကုန်ကနေမန္တလေးကိုသွားတဲ့လမ်းပေါ်မှာတော့မှဖမ်းတယ်တကယ်လို့ तू ကဒီတန်တာတင်တန်တာတင်ပေါ့ချာပြရင်ပြမပြနိုင်ဒီရောက်ပြေဝင်သေးလာပါတယ်ဆိုရင်အထောက်ထားပြပေးရမပြနိုင်ဘူးဆိုရင်ဒီမှာရှိရဲ့ဥမာမန္တလေးဆိုရင်လည်းမန္တလေးမှာရှိရဲ့အထုံးမှုဖိတ်လို့ပါလို့ဖမ်းခံရတာရှိပြီးဒီမေတီလာဖိတ်ပါတယ်အဲ့လိုဘူးလေပါ အများကြီးပြတ်သွားတာပေါ့နော်ရင်းနှီးဆိုနယ်သက်တွေမှာပဲထိထုတ်ထားတာပေါ့နယ်သက်တွေထွက်သွားပြီဆိုရင်ဖြစ်ကုန်စင်ပတ်စည်းခြင်းနဲ့အခုကတော့ဒီလမ်းဟောင်းတွေရောရန်ကုန်ဘန်းတွေအမျိုးဝင်ခတ်တွေမှာပါအဲ့ဒီဒါကနည်းနည်းဟန်တဲ့ဘောတော့ရှိတယ်အခုကတော့နည်းနည်းပို့ပြီးများတော့တော်တော်များများတော့အများလုံးပြုတ်ကုန်တယ် expect ကားကြီးကဖမ်းကြဒီကုံပယ်နဲ့ကိုရင်ကားနဲ့တွားတဲ့ကားရောစိတ်မဖမ်းဘူး။ဒါတော့ကျွန်တော်သိထားတဲ့ဟာကိုပြရခေါ့နော်။ တရားမဝင်ကုန်သွယ်မှုကိုတိရစွာတိုက်ဖျက်ဖို့နာဆာကလက်ထက်မှာ2022ခုနှစ်မှာစတင်ပြင်ဆင်ဖွဲ့စည်းပြီးလုပ်ငန်းညီနိုင်အစည်းအဝေးတွေကျင်းပခဲ့တာဟာ16ကြိမ်ရှိပြီဖြစ်ကြောင်း18ကြိမ်အထိဆုံးဖြတ်ချက်619ကျက်ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး3နှစ်နဲ့4လကြာကာလအတွင်းဖန်စီရမိမှုအမှုတွေ2268မူ တန်ဖိုးအပြင်ငွေကျပ်986ဒသမ9.1ဘီလီယံရှိကြောင်းလအလိုက်အနေနဲ့အခု2025ခုနှစ်မတ်လမှာဖန်စီရမိမှုဟာအများဆုံးဖြစ်ကြောင်းသိရပါဗျ။၃နှစ်နဲ့၄လတာကာလအတွင်းဖန်စီရမိမှုတွေအနက်တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်အများဆုံးဖြစ်ကြောင်းယင်းဤမြုံနယ်မှုနဲ့ပတ်သက်တဲ့အတွင်းကုန်ပစ္စည်းတွေ၊စက္ကရိယာပစ္စည်းတွေနဲ့အခြားလူအသုံးဆောင်ပစ္စည်းတွေလည်းပါဝင်ကြောင်းသိရပါဗျ။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်က UWSA ကိုမူရစေဝါတိုက်ဖြည့်ရေးစစ်ပွဲတင်ညာခဲ့ရတဲ့ဆိုတဲ့သတင်းအပြည့်အစုံကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံရှမ်းပြည်နယ်အတွင်းကဝါပီသွေးစည်းညီညွတ်ရေးတပ်မတော် UWS ရဲ့မူရစ်ဆေးဝါးပြန့်ဖြူးမှုကိုတိုက်ဖျက်မယ်။မူရစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကိုထိုင်းဝင်ကြီးကျော်ဟောင်တဆင်က2025ခုနှစ်မေလ29ရက်မှာကျင်းပခဲ့တယ်လို့ The Nation ကဖော်ပြခဲ့ပါတယ်။ထိုင်းဝင်ကြီးကျော်ဟောင်တဆင်ကမူရစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲအစ်တစ်တစ်ခုကျင်းပခဲ့ပြီးထိုင်းနိုင်ငံတဝမ်မူရစ်မောင်ခိုကွန်ရက်ကိုတိုက်ဖျက်ဖို့နဲ့မူရစ်ဆေးရောင်းဝယ်သူတွေကိုရှာဖွေဖို့တနိုင်တန်ချခဲ့ကြောင်းပြောကြားခဲ့ပါတယ်။တဆင်ကမူရစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံမှာမူရစ်ဆေးဝါးနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေရေရှည်ဖြည့်ရှင်းဤတွေအတွက်သဘောထားနေတဲ့ ဲ့စိန်ခေါ်မှုတွေအမည်ရှိကောင်းစင်နဲ့ပြုလုပ်တဲ့အခမ်းအနားမှာမိန်ကုံးပြောကြားချိန်အတွင်းမူရစ်စစ်ပွဲအစ်စ်ကြီးညာခဲ့တာဖြစ်ပါတယ်။စိတ်ကြွစီထုတ်လို့ရမှာအတုံးပြတဲ့ရှေ့ပြေးဓာတုပစ္စည်းတွေမောင်ခိုတင်သွင်းမှုကိုရက်တက်မှုပြက်ကွက်တဲ့အတွက်အချင်းပြအကောက်ခွန်ရရှိတွေကိုတပ်စင်ကအပြစ်တင်ခဲ့ပါတယ်။အဲ့ဒီဓာတုပစ္စည်းတွေကိုဝါပီသွေးစီညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတယ်။မြန်မာနိုင်ငံရှမ်းပြည်နယ်ကိုပို့ဆောင်ပေးပါတယ်။ UWSA ရာထိုင်းနိုင်ငံအတွင်းကိုမူရစ်စေဝါတွေဝင်ရောက်လာမှုအတွက်တာဝန်ရှိတယ်လို့သူကဆွဆွဲခဲ့ပါတယ်။တပ်စင်ဟာမြန်မာအစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်နဲ့လာဝဝင်ကြီးချုပ်တို့နဲ့ဆက်ဆ ဆိုင်ရေးကောင်းမှုကြောင့်ကြွားဝါခဲ့ပြီးထိုင်းနိုင်ငံကိုမူရစ်ဆေးဝါးတင်ပို့မှုရပ်တန့်မှုသူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုရှာဖွေနိုင်ကြောင်းပြောကြခဲ့ပါတယ်။ဒါပေမဲ့လည်းထိုင်းနိုင်ငံဟာမူရစ်ဆေးဝါးတိုက်ဖြတ်ရေးကိုလွတ်လပ်စွာကင်တွယ်ဖြေရှင်းရမယ်လို့သူကပြောပါတယ်။လက်ရှိမှာမြန်မာနိုင်ငံအတွေ့ရှိရှမ်းပြည်နယ်ဟာအစိုးရရဲ့ထိန်းချုပ်မှုကင်းမဲ့နေကြောင်းသတင်းကထောက်ပြပါတယ်။မူရစ်ဆေးထုတ်လုပ်သူတွေကိုအ мян ကင်တွယ်ဖြေရှင်းမှုနိုင်ငံတကာကလက်ခံနိုင်တဲ့နည်းလမ်းတွေရှိရမယ်လို့သတင်းကပြောပါတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ UWSA ကိုနိုင်နေမှုမြန်မာနဲ့မကြမီအစီအမံတွေဆွေးနွေးမှာဖြစ်ကြောင်းသူကပြောကြားခဲ့ပါတယ်။သတင်းက2003ခုနှစ်ကလည်းမူ းရေးစေဝါတိုက်ဖြည့်ရေးစစ်ပွဲကြီးညာခဲ့ပူပါတယ်။အဲ့ဒီစစ်စင်ရေးအတွင်းဥပဒေမဲ့တပ်ဖြတ်မှု2800ကျော်ရှိခဲ့ကာ2025ခုနှစ်မေလ29ရက်မှာလေမူရေးစစ်ပွဲအထက်ထပ်မံကြီးညာခဲ့တာဖြစ်ပါတယ်။အခုတစ်ချိန်မှာလည်းမူရေးစေဝါရောင်းဝယ်သူတွေကိုရှာဖွေဖို့အတွက်ရက်ကွက်အလိုက်မြို့နယ်အလိုက်အသေးစိတ်စစ်ဆေးကြဖို့တပ်စင်ကပြည်ထောင်ဝင်ကြီးဌာနနဲ့ရက်တပ်ဖွဲ့အကြီးအကဲကိုစာပြောကြခဲ့ပါတယ်။တပ်စင်ကမူရေးစေဝါရောင်းဝယ်သူတွေကိုရှာဖွေဖို့အတွက်လူအုပ်စုလိုက်စစ်ဆေးမှုတွေပြုလုပ်ခွင့်ရရှိဖို့သူ့ရဲ့တမိဖြစ်သူပေတုံနန်ထံကခွင့်ပြုချက်ရရှိဖို့ကြိုးပမ်းသွားမယ်လို့ပြောပါတယ်။လေလာတွေ့ရှိချက်တွေ ကိုပြည်ထောင်ဝင်ကြီးဌာနနဲ့အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲတို့ထံတင်ပြသွားမှာဖြစ်ကြောင်းသူကပြောပါရယ်အဲ့ဒီပြင်တဆင်ဟာ2003ခုနှစ်ကပြုလုပ်ခဲ့တဲ့မူရစ်စစ်ပွဲမှာလည်းအောင်မြင်မှုတွေရရှိခဲ့ကြောင်းပြောကြားခဲ့ပြီးမူရစ်စေဝါမောက်ခုကူးမှုတွေကိုတလက်မမကျန်စစ်စစ်ဆက်ဆက်ဆုံးဆန်းစစ်ဆေးခဲ့တယ်လို့ပြောပါရယ်အိန္ဒိယနဲ့ပါကစ္စတန်စစ်တပ်ကြားဒုံးတိုက်ပွဲတွေဟာမျက်မှောက်ခင်မှာလက်နက်ပြိုင်ဆိုင်မှုအသစ်ကိုတွေ့ရှိရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အိန္ဒိယနဲ့ပါကစ္စတန်စစ်တပ်ကြားဒရုန်းတိုက်ပွဲတွေဟာမြန်မာခေတ်မှာလက်နက်ပြိုင်ဆိုင်မှုအသစ်ကိုလေ့လာခွင့်ရခဲ့ကြတယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်စစ်တပ်တို့ဟာအတိတ်ကာလကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေအတွင်းခေတ်မီတိုက်လေရင်တွေတမာရိုးကြဒုံးကျည်တွေနဲ့လက်နက်ကြီးတွေကိုသာအသုံးပြုခဲ့ပေမယ့်အခုလအတွင်းဖြစ်ပွားခဲ့တဲ့လေးရကြတိုက်ပွဲမှာနိုင်ငံစလုံးဟာဒရုန်းတွေကိုပထမဆုံးအကြိမ်အသုံးပြုခဲ့ကြပါတယ်။ အမေရိကန်ရဲ့ဂျာဝင်ဆေးဆက်ပေးမှုကြောင့်မေလ10ရက်မှာအပြည့်ခတ်သဘောတူညီမှုရရှိခဲ့ပေမယ့်ပြီးခဲ့တဲ့နှစ်ကကာကွယ်ရေးအတွက်ဒေါ်လာ66ဘီလီယံကျော်အသုံးပြုခဲ့တဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာလက်ရှိမှာ drone လက်နက်ပြန်ဆန်မှုမြင့်တက်လာခဲ့တယ်လို့ Reuters သတင်းဌာနရဲ့ interview တစ်ခုမှာဖော်ပြခဲ့ပါတယ်။ Reuters ဟာအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလုံခြုံရေးအရာရှိတွေစက်မှုလုပ်ငန်းရှင်တွေနဲ့ကြွမ်းကျင်သူတွေအပါအဝင်နှစ်နိုင်ငံစလုံးရှိလူ15ဦးနဲ့ interview ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ drone တွေကလူသားယာဉ်မောင်းတွေလိုက်ပါမောင်းနေစရာမလိုပဲပြစ်မှတ်ကိုတိုက်ခိုက်မှုမှာလေယာဉ်မှုတွေရဲ့အသက်အန္တရာယ်ကိုရှင်းချနိုင်တာကြောင့်နှစ်နိုင် ုင်ငံကြား drone တွေအသုံးပြုမှုမြင့်တက်လာပဲရှိတယ်လို့အင်တာဗျူးမှာပါဝင်ဖြစ်စုသူနှုတ်ကပြောကြားခဲ့ပါတယ်။ ိန္ဒိယဟာပြည်တွင်းစက်မှုလုပ်ငန်းအပေါ်ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ပြီးလာမယ့်12လမှ24လအတွင်း drone တွေထုတ်လုပ်ရေးအတွက်ဒေါ်လာတန်၄80ခန့်အသုံးပြုဖို့စီစဉ်ထားတယ်လို့အိန္ဒိယ drone အဖွဲ့ချုပ်ရဲ့ကြွေးညင်သူ Smith Shah ကပြောကြားခဲ့ပါတယ်။အဲ့ဒီရင်းနှီးမြှုပ်နှံမှုငွေပမာဏဟာပါကစ္စတန်နဲ့စစ်ပွဲမဖြစ်ပွားမီအချိန်ကထက်၃ဆခန့်ပိုမိုများပြခဲ့ကြောင်းကုမ္ပဏီပေါင်း950ကျော်ကိုကူစားပြုတဲ့အိန္ဒိယ drone အဖွဲ့ချုပ်ကပြောကြားခဲ့ပါတယ်။အိန္ဒိယဟာအခုလအတွင်းကလည်းအရေးပေါ်စစ်လက်နက်ပစ္စည်းဝယ်ယူရေးရန်ပုံငွေအတွက်ဒေါ်လာ၄.၆ဘီလီယံကိုအတည်ပြုပေးခဲ့ပါတယ်။အိန္ဒိယစစ် တဟာတိုက်ပွဲဝင် drone တွေနဲ့ကင်းထောက် drone တွေအတွက်ငွေကြေးပို့မှုတုံးဆက်ဖို့အစီအစဉ်လျက်ရှိပါတယ်။ပါကစ္စတန်လေတပ်ကလည်းတိုက်လေယာဉ်တွေဆုံးရှုံးမဲ့အရေးကိုရှောင်လွှဲနိုင်ဖို့အတွက် drone တွေကိုပို့မှုရရှိဖို့တွန်းအားပေးလှုံ့ဆော်နေတယ်လို့ပါကစ္စတန်သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဟာ drone သုတေသနနဲ့ထုတ်လုပ်ရေးစွမ်းဆောင်ရည်တွေကိုမြင့်တင်မှုတရုတ်တူရီကီတို့နဲ့ပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်မှုအကျိုးပန်းနိုင်ကြောင်း James ကာကွယ်ရေးထောက်လှမ်းမှုကုမ္ပဏီရဲ့အကြံဉာဏ်သူ Oshi Machanda ကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ကုန်တိုးမြင့်ကောက်ခံမှုကြောင့် အာဆီယံနိုင်ငံတွေဟာတရုတ်နဲ့ပင်လယ်ကွေ့နိုင်ငံတွေဟာကုန်သွယ်မှုပုံမှုတိုးမြင့်တော့မယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အာဆီယံနိုင်ငံတွေကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမှုကြောင့်တရုတ်နဲ့ပင်လယ်ကွေ့နိုင်ငံတွေကိုတင်းဆောင်းလာနေတယ်လို့ Nikkei Asia ကဖော်ပြခဲ့ပါတယ်။အာဆီယံဟာစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကိုမြှင့်တင်မှုယူရတဲ့အနေနဲ့တရုတ်ပင်လယ်ကွေ့နိုင်ငံတွေနဲ့တုံးပွင့်ဆိုင်အစည်းအဝေးကိုမေလ29ရက်ကပြုလုပ်ခဲ့ပါတယ်။အာဆီယံကောင်ဆောင်တွေတရုတ်နဲ့ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC တို့ဟာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်မှုပူးတွဲအလို့ရုံအဖွဲ့ဖွဲ့စည်းရေးသဘောတူညီလိမ့်မယ်လို့ Nikkei Asia သတင်းဌာနကမြင်တွေ့ခဲ့ရတဲ့ကြေညာချက်မူကြမ်းမှာဖော်ပြထားပါတယ်။ GCC မှာ Bahrain, Kuwait ွေ့၊အိုမန်၊ကာတာ၊ဆော်ဒီနဲ့ UAE နိုင်ငံတို့ပါဝင်တဲ့အဖွဲ့ဖြစ်ပါလေ။ထရန့်အစိုးရအဖွဲ့ဟာအေပီလအတွင်းကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအဝင်ကမ္ဘာတဝန်းကနိုင်ငံတွေအပေါ်ကုန်တယ်ခွန်တွေတိုးမြင့်ကောက်ခံကြောင်းကြီးညာခဲ့တာဖြစ်ပါလေ။ထရန့်ရဲ့ကုန်တယ်ခွန်တိုးမြင့်မှုတွေကကမ္ဘောဒီးယားနိုင်ငံပေါ်49ရာခိုင်နှုန်း လာအိုနိုင်ငံပေါ်48ရာခိုင်နှုန်း၊ဗီယက်နမ်နိုင်ငံပေါ်46ရာခိုင်နှုန်း၊မြန်မာနိုင်ငံပေါ်44ရာခိုင်နှုန်း၊ထိုင်းနိုင်ငံပေါ်36ရာခိုင်နှုန်း၊အင်ဒိုနီးရှားနိုင်ငံပေါ်32ရာခိုင်နှုန်း၊မလေးရှားနိုင်ငံပေါ်24ရာခိုင်နှုန်း၊ဖိလစ်ပိုင်နိုင်ငံပေါ်18ရာခိုင်နှုန်းနဲ့စင်ကာပူနိုင်ငံပေါ်10ရာခိုင်နှုန်းအစရှိသဖြင့်နှုန်းထားအတိအကျကောက်ခံခဲ့ပါတယ်။ အဲ့ဒါကြောင့်အာဆီယံဟာတရုတ် GCC တို့နဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်မှုအကျိုးပန်းခဲ့တာဖြစ်ပါတယ်။တရုတ်ဟာအာဆီယံရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့ပြီး2023ခုနှစ်အတွင်းအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးဒေါ်လာ902ဘီလီယံအထိရှိခဲ့ပါတယ်။ GCC ဟာအာဆီယံရဲ့တတမအကြီးဆုံးကုန်သွယ်ဖက်အဖွဲ့ဖြစ်ခဲ့ပြီး2023ခုနှစ်အတွင်းကုန်သွယ်မှုတန်ဖိုးဒေါ်လာ130တတမ9ဘီလီယံရှိခဲ့ပါတယ်။ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာပြုလုပ်ခဲ့တဲ့သုံးဘွဲ့ဆိုင်အစည်းအဝေးအတွင်းအာဆီယံတရုတ်နဲ့ GCC ကောင်ဆောင်တွေရောအမေရိကန်ရဲ့ကုန်သွယ်ရေးမူဝါဒတွေအပါအဝင်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမရေရာမှုတွေကိုကြကြံခံနိုင်ဖို့နဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြင့်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ CNI သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အခစားသတင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ Chelsea အသင်းကြီးပြမာရက်စကာက အသင်းရဲ့တိုးတက်မှုကို ပြသဖို့အတွက်ဘတ်တစ်အသင်းနဲ့ရှင်ပြန်ရမယ်ကွန်ဖရင့်လိဘောလူပွဲမှာအနိုင်ယူပြီးချန်ပီယံဆူဖလားကိုရကျင်တယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချက်စီအသင်းနီးပြမော်ရစ်ကာကအသင်းရဲ့တိုးတက်မှုကိုပြသဖို့အတွက်ဘတ်တစ်အသင်းနဲ့ရှင်ပြန်ရမယ်ကွန်ဖရင့်လိဘောလူပွဲမှာအနိုင်ယူပြီးချန်ပီယံဆူဖလားရကျင်တယ်လို့ပြောခဲ့ပါတယ်။မော်ရစ်ကာကကွန်ဖရင့်လိဟာကျွန်တော်တို့စတင်ရှင်ပြန်တဲ့ပထမနေ့ကတည်းကအရေးကြီးခဲ့ပါတယ်။ကျွန်တော်တို့ကအနိုင်ရတဲ့စိတ်သက်ပိုင်းကိုတည်ဆောက်နေတာကြောင့်အနိုင်ရခဲ့ရင်ဒါကအကောင်းမွန်တဲ့အရာလို့ထင်ပါတယ်။ ပွဲတိုင်းဟာကျွန်တော်တို့ရဲ့တိုးတက်မှုတွေကိုပြသဖို့အခွင့်အရေးနဲ့ချန်ပီယံဆုတွေကိုရယူခြင်းပါတယ်။ကျွန်တော်တို့ကအရေးပါတဲ့အသင်းဖြစ်တယ်ဆိုတာကိုအတည်ပြုခြင်းနဲ့ဆိုရင်ပွဲကိုအနိုင်ယူပြီးချန်ပီယံဆုရယူခြင်းနဲ့ဆန္ဒပြသဖို့လိုပါတယ်လို့ပြောခဲ့တာပါ။ချက်စီးတင်ရပရီးမီးယားလိပြောင်းပွဲမှာအမတ်ပေးစရာအဆင့်၄နေရာနဲ့ရာသီအဆုံးသတ်ကချန်ပီယံလိဝင်ခွင့်ရခဲ့တယ်လို့ကွန်ဖရင့်လိဖလာရယူပြီးရာသီအဆုံးသတ်နိုင်မဲ့အခွင့်အရေးကိုလည်းပိုင်ဆိုင်နေတာဖြစ်ပါတယ်။ ချက်စီးတင်းနေတဲ့ conference league ပြိုင်ပွဲမှာချန်ပီယံစုရောင်းနိုင်ခဲ့ရင် UEFA ကကျင်းပတဲ့ပြိုင်ပွဲတွေအားလုံးမှာအနိုင်ရတဲ့ပထမဆုံးဥရောပကလပ်အသင်းဖြစ်မှတ်တမ်းရေးထိုးနိုင်မှာပါအဲဒါကြောင့်ချက်စီးတင်းနီးပြမော်ရစ်ကာကအသင်းသမိုင်းမှတ်တမ်းရေးထိုးဖို့နဲ့သူတို့ရဲ့တိုးတက်မှုကိုပြသဖို့ conference league ဘူးလူပွဲမှာအနိုင်ယူချင်နေတာဖြစ်ပါတယ် ပတ်တစ်တဲ့နီးပြပယ်လီဂရီနီကလည်းသူတို့ဟာပွဲအစကနေအနိုင်ရလက်ရရှိအောင်ကြိုးစားသွားမယ်လို့ပြောခဲ့တာပါပတ်တစ်အတင်းကောင်းဆောင်အစ်စကိုကယုံကြည်မှုကနိုင်ပွဲအတွက်ပထမဆုံးခြေလှမ်းဖြစ်ပြီးခက်ခဲတဲ့ပွဲဖြစ်ပေမဲ့အတင်းကိုယုံကြည်မှုရှိတယ်လို့ပြောခဲ့တာပါပတ်တစ်အတင်းဟာဥရောပပြိုင်ပွဲတွေမှာအောင်မြင်မှုရယူနိုင်ခဲ့ခြင်းမရှိတဲ့အတွက် Conference League Plague ကိုသူတို့ရဲ့ပထမဆုံးဥရောပအောင်မြင်မှုအဖြစ်ရယူချင်နေတာပါ Chelsea နဲ့ဘတ်တက်အသင်းရဲ့ Conference League ပိုလူပွဲကိုမေလ29ရက်မနက်ပိုလန်နိုင်ငံမှာကျင်းပသွားမှာဖြစ်ပါတယ် CNN သတင်းဌာနရဲ့2025ခုနှစ်မေလ28ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေရှင်။